ြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရေးကော်မရှင်ဥက္ကဋ္ဌဘိုးချုပ်မူကြီးမင်းအောင်လှိုင်ဟာရန်ကုန်တိုင်းဒေသကြီးကိုကိုကျုံမြို့ရှိဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ရက်မိရက်ဖတ်များအားဒီကနေ့နေ့လယ်ပိုင်းကတွေ့ဆုံပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအားဆွေးနွေးပြောကြားပါတယ်။ ရှေ့ဦးစွာနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဘိုးချုပ်မူကြီးမဲအောင်လိုင်းနဲ့ဇနီးဒေါ်ကျူကျူလာတို့ဟာကိုကိုကျွန်း၄စိတ်ကိုရောက်ရှိကြရာဌာနဆိုင်ရာတာဝန်ရှိသူများရက်မိရက်ဖာများကျောင်းသားကျောင်းသူများနဲ့ဒေသခံပြည်သူများကယင်းနှွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြပါတယ်။ အဲဒီနောက်နိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဟာကိုကိုချုံမျိုးရှိဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ရမ်းမီရပ်ဖများအားမြို့နယ်ခမ်းမမှာတွေ့ဆုံပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအားဆွေးနွေးပြောကြားပါတယ်။ အဆိုပါတွေ့ဆုံပွဲခန္ဓာသို့ကော်မရှင်အထွေမူတွဲဘက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်ဦးပြည်ထောင်စုဝန်ကြီးများကာကွယ်ရေးဦးစီးချုပ်ယုံမှအစ်စ်မြင့်တပ်မတော်အရာရှိကြီးများရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမူကိုကိုကျုံမျိုးရှိဌာနဆိုင်ရာတာဝန်ရှိသူများရမီရဖာများနဲ့ဒေသခံပြည်သူများတက်ရောက်ကြပါသည်။ ဦးစွာကိုကိုကျိုးမျိုးနဲ့အုတ်ချုပ်ရင်းမှုကမျိုးနယ်ဆိုင်ရာချက်လက်များရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုမြန်မာအီလက်ထရောနစ်မဲပေးစနစ် AMIVIAN ဆက်များအသုံးပြုနိုင်ရေးအသိပညာပေးမှုများဆောင်ရွက်ပေးလျက်ရှိမှုစိုက်ပျိုးမှုမြေလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုဒပိုင်းတနိုင်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုကိုကိုဆဲမတဆင့် တောက်တုံးရီများဖြန့်ဝေပေးလျက်ရှိမှုရေသားဆက်များတက်ဆင်ပြီးတောက်ရီသံများဖြန့်ဝေပေးလျက်ရှိမှုနေအောင်ကြီးစွန့်ရင်တော့လျက်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှာလျက်စစ်ဓာတ်အားများဖြန့်ဖြူးပေးလျက်ရှိမှုအားကစားကဏ္ဍပညာရေးကဏ္ဍကျန်းမာရေးကဏ္ဍမြင့်တင်ရေးလုပ်ငန်းများစောင့်ရွက်ပေးလျက်ရှိမှုကိုကိုပင်များစိုက်ပျိုးလျက်ရှိမှုဒေတာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများစောင့်ရွက်လျက်ရှိမှုအခြေအနေများကို၎င်း ကိုကိုကျုံမျိုးရမရဖာများနဲ့ဌာနဆိုင်ရာတာဝန်ရှိသူများကစံမှန်ရေးကဏ္ဍလိုအပ်မှုအိမ်တွင်စံမှုလက်မှုလုပ်ငန်းအတွက်လိုအပ်မှုပုတ်ကလစ်ကလိုအပ်ချက်များအားရှင်းလင်းတင်ပြပါတယ်။ ရှင်လင်းတင်ပြမှုများနဲ့ပတ်သက်ပြီးကိုကိုပင်စိုက်ပျိုးခြင်းနဲ့ပတ်သက်ပြီးဒေတာအတွက်အကျိုးဖြစ်ထွန်းစေဖို့အတွက်စိုက်ပျိုးစီခြင်းဖြစ်ကြောင်းကိုကိုပင်စိုက်ပျိုးခြင်းများတိုးတက်စေဖို့အတွက်မိမိကိုယ်တိုင်ဆက်လက်ပြီးဆောင်ရွက်သွားကြရန်လိုကြောင်းဒေတာဝင်ငွေတိုးတက်ရရှိရေးအတွက်ဒေတာမှာနေထိုင်ကြသူများကကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းဖြည့်ဆွတ်ပြောကြားပါသည် အဲဒီနောက်ပြည်တော်စုဝန်ကြီးများကကိုကိုကျွန်းဒေတာအတွက်လိုအပ်လျက်ရှိတဲ့လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးတမောင်ဝဲမှာလုပ်ငန်းများဖြစ်တဲ့ဆက်ချုပ်တင်နှံအိမ်တွင်ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးကုညီဆောင်ရွက်ပေးသောမယ့်အခြေအနေများစိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေးကုညီဆောင်ရွက်ပေးသောမယ့်အခြေအနေများကျန်းမာရေးကဏ္ဍလိုအပ်ချက်အားဖြည့်ဆည်းဆောင်ရွက်ပေးသောမယ့်အခြေအနေများဆက်သွယ်ရေးကွန်ရက်များတက်ဆင်းပေးထားမှုပညာရေးကဏ္ဍအတွက်လိုအပ်ချက်များကိုဖြည့်ဆည်းပေးသောမယ့်အခြေအနေများအားရှင်းလင်းတင်ပြကြပါသည် အဲ့ဒီနောက်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌကမိမိအနေနဲ့ကိုကိုကျိုးမျိုးကိုလာရောက်ခဲ့ဒီမှာအကျိတ်20မြောက်ရှိပြီဖြစ်ပါကြောင်းကိုကိုကျိုးမျိုးတိုးတက်စေရေးမိမိအနေနဲ့လွန်ခဲ့တဲ့10နှစ်ကျော်ခန့်ကစတင်ပြီးဆောင်ရွက်ပေးခဲ့ပါကြောင်း အခုကရခိုင်ကနဲ့လုံးဝမတူတော့ပဲဖွံ့ဖြိုးတိုးတက်မှုရှိလာသည်မှာမြဝါထင်ထင်ပင်ဖြစ်ကြောင်းမိမိတို့မှာမြို့တို့ပင်ဆောင်ရွက်ပေးသည်ဖြစ်စေကိုကိုကျိုးမျိုးမှဒေသခံပြည်သူများအနေနဲ့မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဝိုင်းဝန်းကြိုးပမ်းအားထုတ်သွားကြရန်လိုပါကြောင်းကိုကိုကျုံမြို့မှာလယ်မြေများမရှိကြောင်းတွာလာစားတောက်ရည်နဲ့ပတ်သက်ပြီးစိန်ခေါ်မှုများရှိကြောင်းတွာလာရန်ခက်ခဲတဲ့အချိန်မှာစားတောက်ရည်အတွက် အခက်အခဲမဖြစ်စေရန်လိုကြောင်း ဒါကြောင့်မြို့မှာနေထိုင်ကြတဲ့ဌာနဆိုင်ရာတာဝန်ရှိသူများမြို့မိမြို့ဖာများနဲ့မြို့နေပြည်သူများအနေဖြင့်ဝိုင်းဝန်းပြီးဆောင်ရွက်ကြရန်လိုကြောင်းမြို့မြေများတိုးချဲ့ရမှာစိုက်ပျိုးမြေများမထိခိုက်စေရေးကြိုတင်စဉ်းစားတွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်းဒေတာမှာရှိတဲ့ပြည်သူများမပူမပင်ဖြင့်စားတောက်နိုင်စေရင်အမြဲစံဖူလုံမှုရှိအောင်တာဝန်ရှိသူများအနေနဲ့ဆောင်ရွက်ကြရန်လိုကြောင်းကိုကိုကျွန်းဒေတာဝန်စာဖူလုံရေးအတွက်စီမံဆောင်ရွက်သွားကြရန်လိုကြောင်း လေယာများကုန်မြင့်ရာများကိုဖောထုတ်သွားရန်လိုကြောင်းအရီလိုဖောထုတ်နိုင်မှုအတွက်စိုက်ပျိုးရေးဝန်ကြီးဌာနမှတာဝန်ရှိသူများကိုစစ်လွတ်ပေးသွားမှာဖြစ်ပါကြောင်းစာရေးနဲ့ပတ်သက်ပြီးကိုကိုကျိုးမျိုးမှနေထိုင်ကြတဲ့ပြည်သူများရဲ့အရေးအတွက်ကိုတွက်ချက်ပြီးပထမအဆင့်25ရာခိုင်နှုန်းဖူလုံစေရန်ဒုတိယအဆင့်40ရာခိုင်နှုန်းဖူလုံစေရန်အရီကမှတက်စဉ်100ရာခိုင်နှုန်းပြည့်မီတဲ့အထိတက်စဉ်ပြီးတက်စဉ်ဆက်လက်တိုးတက်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း မိမိတို့ရဲ့ဒေတာဝန်စာပြည့်မီရေးအတွက်ဒေတာကျိုးကိုကြည့်ပြီးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းအဲ့ဒီလိုဆောင်ရွက်ရမှာလေရေရှည်ကိုကြည့်ပြီးစနစ်တကျတွက်ချက်ဆောင်ရွက်သွားကြရန်လိုကြောင်းစားရည်နဲ့ပတ်သက်ပြီးစိုက်ပျိုးရေးလုပ်ငန်းများသမဂတပိုင်းတနိုင်ကြက်ဝက်စိတ်မွေးမြူရေးလုပ်ငန်းများကိုလည်းဆောင်ရွက်သွားကြရန်လိုကြောင်းဒေသနဲ့ကိုက်ကြီးတဲ့မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ရန်လိုကြောင်း တာဝန်ရှိသူများအနေနဲ့ကိုကိုကျွန်းနေပြည်သူများရဲ့အချက်အလက်များကိုကောက်ယူပြီးအသက်မဝင်ကြောင်းဇွန်ကန်းများအတွက်လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရေးစောင့်ရွက်ပေးရန်လိုကြောင်းကိုကိုကျုံဒေတာဖွံ့ဖြိုးတိုးတက်ရေးမြို့ရွာတိဆောက်ရေးလုပ်ငန်းများအတွက်တာဝန်ရှိသူများအနေနဲ့စနစ်တကျဖြင့်စောင့်ရွက်သွားကြရန်လိုကြောင်း ကိုကိုကျွန်းဒေသမှာအခြေခံအားဖြင့်ရှိပြီးဖြစ်တဲ့အုံပင်များမှ အုံထွက်ပစ္စည်းများကို ထုတ်လုပ်၍ရာကြောင်းဒါကြောင့်ကိုကိုကျွန်းဒေသမှာအုံထွက်ပစ္စည်းများထုတ်လုပ်နိုင်ရေးမိမိအနေဖြင့်ဆောင်ရွက်ပေးထားကြောင်းကိုကိုကျွန်းဒေသမှာအခုထပ်ပုံမကောင်းမွန်တဲ့အုံမျိုးများစိုက်ပျိုးနိုင်ရန်လိုကြောင်းဒေတာမှာအခြေခံအကြဆုံးပြည်သူများအနေနဲ့စိုက်ပျိုးရေးနဲ့မွေးမြူးလုပ်ငန်းများကိုပုံမှုတိုးတက်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း ိမိတို့ဒေသမှာထုတ်ကုန်များအားတန်ဖိုးမြင့်ထုတ်ကုန်များဖြစ်ထုတ်လုပ်နိုင်ဖို့လိုပါကြောင်းအဲ့ဒီလို ထုတ်လုပ်နိုင်ဖို့အတွက်အသိပညာအတတ်ပညာများလိုအပ်ပါကြောင်းဒါကြောင့်အတန်းပညာများမြင့်မားစေရေးစောင့်ရွက်ပေးရန်လိုကြောင်းအတန်းပညာတက်မြောက်ပြီးသူများကိုအိမ်တွင်ထုတ်လုပ်မှုလုပ်ငန်းများကိုတင် जा ပေးမယ်ဆိုပါကကိုကိုကျုံမျိုးမှာကုန်ထုတ်လုပ်မှုလုပ်ငန်းတိုးတက်လာမှာဖြစ်ပါကြောင်း ကိုကိုကျွန်းဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်ဌာနဆိုင်ရာတာဝန်ရှိသူများဒေတာငံပြည်သူများနဲ့ဒေတာမှာတာဝန်ထမ်းဆောင်ရရှိတဲ့တပ်မတော်သားများအားလုံးဝိုင်းဝန်းပြီးဆောင်ရွက်သွားကြရန်လိုကြောင်းကိုကိုကျွန်းဒေတာမှာခီးတွန်းလုပ်ငန်းများဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ပေးရန်ရည်မှန်းထားကြောင်းဒါကြောင့်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ထားရန်လိုကြောင်းဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒေတာမှာနေထိုင်သူများကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ကိုကိုကျိုးမျိုးမှာတာဝန်ထမ်းဆောင်နေသူများအနေနဲ့ဒေသရဲ့ပညာရေးကဏ္ဍ၊ကျန်းမာရေးကဏ္ဍများမြင်မားစေရေးဆောင်ရွက်ပေးသွားရန်လိုကြောင်းပညာသင်ကြားရာမှာဆရာဆရာမများအနေနဲ့ကျောင်းသားကျောင်းသူများကို အတန်းအလိုက်ပညာများတက်ကြွမှုရှိစေရေးသင်ကြားပေးရန်လိုကြောင်းမိမိတို့အနေနဲ့တနိုင်ငံလုံးပညာရေးမြင်မားရေးအတွက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ကိုကိုကျုံမြို့မှာပညာသင်ကြားမှုအနေနဲ့ကျောင်းသားနဲ့ဆရာဆရာမအချို့ကောင်းမွန်သည့်အတွက်ပညာသင်ကြားရေးကိုပုံမှုဆောင်ရွက်နိုင်ပြီးပညာရေးပုံမှုတိုးတက်အောင်ဆောင်ရွက်ပေးနိုင်ကြောင်းဒေတာတွင်ပညာတတ်များပုံမှုကြွယ်ဝလာမှသာဒေတာဖွံ့ဖြိုးတိုးတက်ရေးကိုများစွာအထောက်အကူပြုစေနိုင်မှာဖြစ်ပါကြောင်းကိုကိုကျွန်းဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်မိမိတို့အနေနဲ့တက်နိုင်တဲ့ဘက်မှာကုညီဆောင်ရွက်ပေးလျက်ရှိတဲ့ကဲ့သို့ဒေတာကံပြည်သူများအနေနဲ့လည်းမိမိတို့ဒေတာဖွံ့ဖြိုးတိုးတက်ရေးဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့်ပြောကြားပါရစေ။ အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တားရေးကော်မရှင်ဥက္ကဋ္ဌကကိုကိုကျွန်းမျိုးရှိဒေသခံပြည်သူများဌာနဆိုင်ရာဝန်ထမ်းများအတွက်စားတောက်ဖွဲ့ရာများကို၎င်းကိုကိုကျွန်းမျိုးအထက်တန်းကျောင်းအတွက်စာရေးကိရိယာများကို၎င်းပေးရရမြို့နယ်အုပ်ချုပ်ရေးမှုနဲ့ကိုကိုကျွန်းမျိုးနဲ့အထက်တန်းကျောင်းအုပ်ဆရာမကြီးကလက်ခံရယူပါတယ်တွေ့ဆုံပွဲပြီးမှာနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တားရေးကော်မရှင်ဥက္ကဋ္ဌဟာအခမ်းအနားတက်ရောက်လာကြသူများအားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ